အမေရိကန်သမ္မတဒိုနယ်ထရန့်ရဲ့အစိုးရဖွဲ့ဟာအရှေ့လက်ပိုင်းရှိရေနံပေါ်ကျွေးဝတဲ့နိုင်ငံနဲ့နိုင်ငံဖြစ်တဲ့ဆော်ဒီနဲ့ UAE နိုင်ငံတို့အပေါ်ထရှိခဲ့တဲ့ AI နည်းပညာဘူဝါဒကိုပြောင်းလဲခဲ့တယ်လို့ CNN ကဖော်ပြခဲ့ပါတယ်။အဲဒါကြောင့်ဆော်ဒီနဲ့ UAE တို့ဟာ Nvidia နဲ့ Advanced Micro Devices Company တို့ကထုတ်လုပ်တဲ့နောက်ဆုံးပေါ် chip ပြားတွေကိုဝယ်ယူခွင့်ရရှိတော့မှာဖြစ်ပါတယ်။အရင်ကအမေရိကန်ဟာအမေရိကန်လို့ AI နဲ့ဆက်နွယ်တဲ့နည်းပညာတွေပြန့်နှံ့မဲ့အရေးကိုတားဆီးဖို့ကြိုးပမ်းမှုအဖြစ်အရှေ့လက်ပိုင်းဒေသကိုခင်မီနည်းပညာတွေရောင်းချမှုကိုတားမြစ်ကန့်တတ်ခဲ့ပါတယ်။အမျိုးသားလုံခြုံရေးစိုးရိမ်စရာကိစ္စတွေနည်းပညာ ာတွေတရုတ်လက်ထက်ကိုရောက်ရှိသွားမယ်အရေးအစားရှိတဲ့စိုးရင်ပူပန်မှုတွေကြောင့်တားမြစ်ကန့်သတ်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။မေလ23ရက်မှာတော့အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနကအရင်သမ္မတဂျိုးဘိုင်ဒန်လက်ထက်က AI နဲ့ပတ်သက်တဲ့စီမင်းစည်းကမ်းတွေကိုပယ်ဖျက်ချောင်းကြေညာခဲ့ပါတယ်။အဲ့ဒီပယ်ဖျက်မှုကမေလ25ရက်မှာစတင်အကျိုးဝင်တက်ရောက်ခဲ့ပါတယ်။ Trump အစိုးရဖွဲ့ဟာ AI ပညာနဲ့ပတ်သက်ပြီးချင်းကပ်လှုပ်ဆောင်မှုပုံစံအစ်တတကိုမူကြမ်းရေးဆွဲနေတယ်လို့အဲ့ဒီကိစ္စနဲ့နှိစက်တဲ့သတင်းမြင့်တစ်ခုကပြောကြခဲ့ပါတယ်။တချိန်ထဲမှာပဲကမ္ဘာပေါ်ကပေးနေရမှာမဆိုတရုတ်ရဲ့ Huawei Technologies Company ကထုတ်လုပ်ထားတဲ့ AI chip ပြားတွေ ်ကိုအသုံးပြုတာဟာအမေရိကန်အစိုးရရဲ့ပို့ကုန်ထိန်းချုပ်မှုတွေကိုချိုးဖောက်ရရောက်တယ်လို့အမေရိကန်ကိုယ်သွေးဝင်ကြီးဌာနကညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။ဆော်ဒီနိုင်ငံပိုင်ယင်းနှိမ့်မြုံနယ်မှုကုမ္ပဏီဟာဟူမိန်အမည်ရှိကုမ္ပဏီတစ်ခုကိုထူထောင်ကာအမေရိကန်ရဲ့ချက်စပြားတွေနဲ့အတူ AI အခြေခံအဆောက်အဦတွေတိစောက်သွားမှာဖြစ်ပါတယ်။ UAE နိုင်ငံကလည်းအခုနှစ်ကစပြီး2029ခုနှစ်ကြာတနစ်ကိုအမေရိကန်ရဲ့ချက်စပြား၅သိန်းစီဝယ်ယူသွားမှာဖြစ်ကြောင်းသတင်းမြစ်တစ်ခုကပြောကြားခဲ့ပါတယ်။